်မင်္ဂလာပါဥနိုင်ကစ်ချင်းရဲ့မီနူးလေးဖြစ်ပါတယ်ဥနိုင်က ရွှေဖြုံသီးကိုစားကျင်တယ်ဒါပေမဲ့အဲဝက်သားကလည်းဒီအပိုင်းမှာစားထားတာရက်ဆက်နေတယ်အမှန်တော့ဝက်သုံးတသားနေတာလုံးဝကွက်တီပေါ့နော်အဲ့တော့ချက်သားနဲ့စဉ်းစားပြန်တော့လေချက်သားနဲ့မစားကျင်တော့အခုမြင်တွေ့ရတဲ့ရေချိုငရံပေါ့နော်မြင့်ငရံပေါ့လေအဲ့ဒါလေးရလိုက်တယ်ရလိုက်တော့ဘိုက်သားကိုတီးတန့်လေရတဲ့ခါကျတော့ဘိုက်သားလေးဝယ်ခဲ့လိုက်ပါတယ် ရေဂျုံကရန်လားဘာလားတတိယခွဲပြဆိုလို့ရှင်တော့အဲတေချာကြီးမခွဲတတ်ပါဘူးဒါပေမဲ့ဈေးထဲမှာကြည့်လိုက်လို့ရှင်ငါးအကောင်ကြီးကအကြီးမားမားလေးသူ့ရဲ့အဲခန္ဓာကိုယ်ရဲ့အရာပေါ့နော်အမီးဘက်မှာလည်းရွှေရောင်လေးတွေတန်းဘိုက်တွေမှာလည်းအဲ့လိုမျိုးရွှေရောင်ဝင်းဝါနေတဲ့အသားကိုလှိလိုက်တဲ့အခါမှာလည်းအသားရဲ့ပုံစံကြည့်ရအဲအသားကနူးညံ့တဲ့ပုံစံမျိုးပေါ့ဘိုက်တွေမှာဆိုလို့ရှင်အစီပြင်းကအရင်မများဘဲနဲ့ ဲဝင်းဝင်းဝါဝါလေးဆိုလို့ရှိရင်တော့အုန်းတိုင်းဝယ်လိုက်တာပါပဲနောက်ရွှေဖြုံသီးကိုလည်းအခွန်မခွာတော့ဘူးအခွန်မခွာဘဲနဲ့အခွန်ကိုရေးနဲ့သေးစာတက်အောင်ဈေးပြီးတော့မှနော်အညစ်အကြေးတွေပြအောင်ဈေးတယ်ပြီးတော့မှဒီအတုံးလိုက်လေးတုံထားခြင်းဖြစ်ပါတယ်စီတပ်ဖို့အတွက်ကိုတော့ချက်တော့အဖြူချက်တော့အနီးဂျင်းလေးထည့်လိုက်တယ်မြုပ်သီးစိမ့်အမှုတ်ထောင်းထားခြင်းဖြစ်ပါတယ်နရံဘိုက်သားလေးကိုအရသာနေဖို့အတွက်က စားထည့်တယ်ဟင်းချုံမုတ်ထည့်တယ်အိမ်မှာငါးမုတ်ကလည်းရှိနေတော့ငါးမုတ်အုံနံ့လေးကလည်းကြိုက်တော့ငါးမုတ်လေးထည့်တယ်စွန်းနှုတ်မုတ်ထည့်တယ်ပြီးတော့မှငရုတ်ကောင်းမုတ်ထည့်တယ်ငါးငံပြာကြီးထည့်တယ်ပေါ့နော်အဲ့ဒါလေးထည့်ပြီးတော့မှသေချာအရသာဝင်အောင်နင်းနဲ့ထားလိုက်ပါတယ်ဦးနိုင်ရဲ့ page ကတော့ဒီ6နှစ်လုံးလုံးမှာကိုယ်တိုင်ချက်ပြုတ်ပြီးတော့ရောင်းချတာတခုမှမရှိခဲ့ပါဘူးရောင်းချဖို့လည်းအစီအစဉ်မရှိပါဘူးခင်ဗျာအခုချက်ပြတာရယ်စားပြတာရယ်ကိုယ့်ရဲ့လူမှုရေးရယ်စီးပွားရေးနဲ့တိုင်ပတ်နေခြင်းဖြစ်ပါတယ် အဲ့တော့နက်နက်ပြီးပြီဆိုလို့ရှိရင်တော့စချက်မယ်စီလေးထည့်မယ်နော်စီလေးထည့်ပြီးတဲ့ခါမှာတော့ထုံးစံတိုင်းစနုံးမှုတ်တို့ထောင်းထားလေးထည့်ပြီးတော့မွေးလာကိုစီသက်ပါမယ်စီသက်နေတဲ့အချိန်မှာလည်းငရုတ်သီးစိမ့်တောင်လေးအနေငယ်ထည့်ပြီးရောပြီးစီသက်လိုက်ပါမယ်ဥနာရဲ့ page ပါတော့ဂျပန်ပစ္စည်းနဲ့ထိုင်းပစ္စည်းပဲကိုချက်ပြတဲ့ခါမှာသုံးတယ်ကိုစားတဲ့ခါမှာစားခြင်းနဲ့အဲလူများပေါ့နော်ကိုအားပေးနေတဲ့သူတွေအတွက်ကိုအနေငယ်ရောင်းချပေးခြင်းဖြစ်ပါတယ်ဟုတ် အဲအိုးတစိဟင်းချုံမုတ်ကတော့အခု 1kg 63ကျပ်သားကိုအခုဈေးတော့9300ဖြစ်သွားပါပြီခင်ဗျာရန်ကုန်ကဝယ်ယူအားပေးတဲ့သူတွေကတော့ cash on delivery ပစ္စည်းရောက်မှငွေချေရုံပဲပေါ့နေတွေကအားပေးတဲ့သူတွေအတွက်ကတော့ဟိုနဲ့တော့ KB Wave Banking ကျက်မိမိချိန်နေတဲ့အနေငွေကြိုလွှဲရမှာဖြစ်ပါတယ်အခုလိုမျိုးငါ့ကိုမှုေးလအောင်စစ်တပ်ပြီဆိုလို့ရှိရင်တော့လှီးထားတဲ့ရွှေပြုံသီးလေးတွေထည့်လိုက်မယ်နော်ရွှေပြုံသီးလေးတွေအောက်ကခံမယ် နော်ဟိုလှုပ်ဒီလှုပ်နေနေပါလှုပ်မှာပေါ့လှုပ်ပြီးတဲ့အခါမှာတော့ပါဝင်ပစ္စည်းတွေနူးညံ့ဖို့တော့ကိုရေတော့မဟုတ်ရေနှွေးထည့်လိုက်ပါမယ်ရေထည့်ပြီးပြီဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့မှနူးဤအောင်တည်လိုက်ပါမယ်ဥနာရဲ့ဗီဒီယိုတွေကို edit လုပ်တဲ့အချိန်မှာဥနာရဲ့ညာဘက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပြင်အခြားကိစ္စရည်နဲ့ဆို edit လုပ်ရင်ဒီအတန်တွေဘာတွေထပ်လို့ရှိရင်ပေါ့နော်အာညာဘက်လုတ်တာတော့ကောင်းမယ်မယ်ညာဘက်မလုတ်နိုင်တော့ဘူးညာဘက်ကျတော့အိတ်ချက်ပြီပေါ့နော်အဲ့တော့ဒီနေ့လေဘက်တွေဘာတွေကိုကအားတဲ့အချိန်အားသလိုလုတ်တဲ့အခါမှာ ခုနကတော့ဒီလုံးချင်းနဲ့ကတ်နေတဲ့အိမ်မှာကသူကဂျပန်စာသင်ကျောင်းဖွင့်ထားတော့အဲ့ဒီအတန်တွေကသူတို့ရဲ့တခြင်းဆိုတဲ့အတန်တွေသူတို့ရဲ့အဲစာသင်တဲ့အတန်တွေအရန်ဆူညံတယ်ဆူညံတော့အဲ့အတက်နိုင်ဆုံးသူတို့အတန်တွေတော့ short ထားတာပေါ့နော်ဒါပေမဲ့ဒီထဲမှာနားထောင်တဲ့အခါမှာအစဉ်ပြေပြေမမှုတွေနားကြီးစရာတွေပေါ့နော်အဲ့ဒါပါလာရင်တော့ဒါအဲ့ဒါကြိုပြီးတော့တောင်းပန်ပါတယ် ဦးနိုင်တွေဒီလုံချင်း area မှာလာစားဖွင့်တော့လေဦးနိုင်တွေနဲ့ခင်နေတဲ့အရှိရလူတယောက်ပေါ့နော်သူကသူ့ကိုခံပြီးတော့သူကအဲဟိုပေါ့ဦးနိုင်တွေလက်မှတ်ထိုးစေချင်တာလေဒီလိုမျိုးပေါ့အော်သိရှိကြောင်းသဘောတူကြောင်းပေါ့ဦးနိုင်တွေအဲ့တော့အရင်စူမဲမထင်ဘူးပေါ့လေလက်မှတ်ထိုးပေးလိုက်တာအခုလက်တွေ့ကြတော့တော်တော်လေးဥစုတယ်အဲ Monday to Friday ကတော့ဒီဒုက္ခလေးတွေခံနေရတာပေါ့နော်အဲအစားတိုင်းချက်တော့သူများလဲဗီဒီယိုကြည့်တဲ့အခါမှာအရင်စူနေမှာဆိုလို့ကြိုတင်ပြီးတော့မေတ္တာရက်ခံခြင်းဖြစ်ပါတယ် ဟင်းဟိုးရဲကိုတော့အချိုးအငန်နေအရသာတွေထက်ထဲ့တယ်ပြီးတော့မှအချင်းအရသာတော့ကို မကြီးနှစ်ကလေးအနှဲငယ်ထဲ့တယ်ပြောမှာနောက်ဆုံးအေးချန်တာကအသားလေးလည်းအလုံးနူးသွားပြီးအရသာတွေအလုံး quantity ဖြစ်ပြီးဆိုလို့ရှိရင်တော့နောက်ဆုံးနေနဲ့ပို့ပြီးတော့မှုေးသွားအောင်ရှမ်းနန်နန်လေးအုပ်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့အုန်နေတင်းလေးချက်ပြရဲရွှေဖြုံသည်ငရံပိုက်သားဟင်းလေးပြီးသွားပါပြီခင်ဗျာအလုံးလည်းသဘောကျနှစ်ချိုက်လိုက်မယ်လို့မျှော်လင့်ပါတယ်ဥဒဏ္ဍု page မှာရိုက်နေတာအနည်းငယ်လေးရှိပါသေးတယ်အဲ့ဒါလေးကိုလည်းထပ်ပြီးတော့အုန်နေမိတ်ဆက်ပေးပါအောင်မယ်နော် ချစ်ခင်အားပေးနေကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Order Z ဟင်းချုံဘုတ်ကတော့1 kg 63ရက်တာအထုပ်ဖြစ်ပါတယ်။တထုပ်ပဲယူ10ထုပ်ပဲယူအထုပ်100ပဲယူတထုပ်ကို9300ကျပ်ဖြစ်ပါတယ်နော်။အဲစီကျဲတဲ့ပတ်သက်လာရင်တော့ရနိုင်တာလေးကစီကျက်ခေါဆွဲလေးကိုနှစ်သက်တဲ့သူတို့ကတော့စီကျက်ကနှစ်မျိုးပဲရှိတော့ချီးစီရဲ့တို့ကကြတော့ဗာလဲပင်းလေစားရဲ့1400တထုပ်ကိုပြီးတော့မှကြက်အုံးနိုးဆက်ကတော့ ချထုတ်ပါတယ်သူကတသောင်းပေါ့နော်ပြီးလို့ရှိရင် coffee ကစူပါရအောင်စူပါမအစိမ်းတို့အနီတို့အပြာတို့ရမယ်သူကတော့ဈေးနှုန်းက2000နဲ့2000ပြီးတော့မှအရန်ကိုနာမည်ကြီးနေတဲ့ coffee ကိုသူကတော့အထောက်20ပါမယ် တက်ပေါင်းနဲ့မှ9000 nest ကတော့ပုံမှန်တောက်လျှောက်ကြိုက်နှစ်သက်တဲ့သူတွေအတွက်က nest တော့29ခုထုတ်ပါမယ်2000နဲ့မှ9000မော်ကိုတာက9000နဲ့မှ9000 coffee mug တီးသက် nest ကလည်း9000နဲ့မှ9000 creamer ကတော့3000နဲ့မှ4000ဖြစ်ပါတယ်ဂျပန်အသီးအရွက်မှုတွေကတော့အသီးမှုနဲ့အသီးအရွက်အရောပဲရတာမယ်သူကတော့2000နဲ့မှ9000ပြီးတော့မှ Thai shawl မယ် shawl မယ်ကတော့တထုပ်ကို9000 เนาะပြီးရွှေသွားတိုက်စေးနဲ့ပတ်သက်လာရင်တော့ထိုင်းသွားတိုက်စေးပေါ့ sensor တိုင်းမှာထိုင်းရနေလာတာပေါ့သူက 160g size ကြီးအဲ့မှာမှာ white တနည်းရလွဲကျန်တဲ့3မျိုးရမယ်เนาะတဘူးကိုသူက3000နဲ့မှ2000เนาะပြီးရွှေနှစ်ဘူးရဲယူတဲ့လူတွေကတော့6000နဲ့မှ